Okay အားလုံးပဲဒီနေ့လဲကျွန်တော်တို့နောက်ထပ် One Piece Cover Story တခုကိုတွားကြည့်ကြရအောင် Cover Story ဆိုတာကတော့ One Piece Manga မှာ Main Character တွေနဲ့ Main Story Line အပြင် One Piece World ရဲ့တခြားနေရာမှာတခြားရန်စက်ကောင်တွေဘာဖြစ်နေလဲဆိုတာကို Order က One Piece Manga Cover Page လေးတွေမှာတစ်ဖက်ကိုတမျက်နာစာနဲ့အပိုဇက်လန်းလေးထည့်ဆွဲပေးလေးရှိတယ်။အဲ့ဒါတွေကို Cover Story လို့ခေါ်တာပါ။ Cover Story တွေကများသောအားဖြင့်အရန် Character တွေကို Focus လုပ်လေးရှိပြီးတော့အားလုံးကလည်း Canon ဖြစ်ပါတယ်။ ကန်နွန်ဆိုတာကတော့ main story နဲ့ဆက်ဆက်နေတာကိုဆိုလိုတာပါဒီတစ်ပတ်ပြောပြပေးမယ့် cover story ကတော့ Hutchins Sea Floor Stroll ဆိုတဲ့ cover story ပါတရရဲ့ဘာသာပြန်ရရင်တော့ Hutchin တယောက်ပင်လယ်ပြင်မှာလမ်းလျှောက်ထွက်ခြင်းပေါ့အလောင်ဖက်အက်မာတော့က Zoro နိုင်ယူတာခံခဲ့ရတဲ့ဓာတ်ချောင်းချောင်းလိုက်နဲ့ရေပေါ်ရဲ့တာသမားကိုအလောင်မဲမှန်းပြကြမှာပါအဲ့ဒီကောင်ကတော့ Hutchin ပါပဲသူမှာ Hachi ဆိုတဲ့နာမည်ပြောင်းတစ်ခုလည်းရှိပါတယ်တချို့က Hachi ဆိုတာကိုနာမည်အရင် Hachan ကိုနာမည်ပြောင်းလို့ထင်ကြပေမဲ့ မဟုတ်ပါဘူးအမှန်တော့ဟာချန်ကမှသူ့ရဲ့နာမည်အရင်မှာဂျပန်နာမည်တွေမှာကရင်းနှီးတဲ့သူတွေဆိုရင်ချန်တို့ခွန်တို့တက်ပြီးတော့နာမည်ပြောင်းခေါ်လေးရှိတာမို့လို့ဒီလိုထင်ကြတာလည်းမဆန်ပါဘူးအားလောင်ဖက်အက်မှာတော့ဟာချန်ရဲ့တာဝန်ကအားလောင်လို့မွေးထားတဲ့စီကောင်းကြီးမူမူကိုအစာကျွေးပြီးတော့ထိမ့်သိမ်းရတာပါโซโรโกราวမှာရန်သူမဲမသိခင်ကအထမဲ့ကတော့ပို့ပေးခဲ့တာမလို့ဟတ်ချန်ကပင်ကွာဖြင့်စိတ်ထားကောင်းတဲ့ပုံပါပဲ ဇလန်ထဲမှာတော့နောက်ပိုင်း Fishman Island Act နားမှာပြန်ပါလာခဲ့ပြီးတော့သူ့မှာခေမီလို့ခေါ်တဲ့ရေသူမလေးနဲ့ပပကူလို့ခေါ်တဲ့ကျင်ကားတကောင်လည်းငွေချင်းဖြစ်ရှိနေပါပြီ။အားလောင်ဖက် Act မှာတော့အားလောင်တို့အဖက်ကို Straw Hat တွေကအနိုင်ယူလာခံရပြီးတဲ့နောက်အားလောင်ရဲ့ပင်လယ်ဓားများရဲ့အကောင်လုံးရေတက်ကဖမ်းနာခံခဲ့ရပါတယ်။ဒီကဘာစတိုရီမှာတော့ Hatchan တယောက်ရေတက်လက်ထဲကထွက်ပြေးလာပြီးတော့ Fishman Island ကိုဘလို့ပြန်ခဲ့လဲ။သူရဲ့တငယ်ချင်းဖြစ်တဲ့ကေမီတို့ပပကူတို့နဲ့ကောဘလို့ယဉ်နီးခဲ့လဲဆိုတဲ့အကြောင်းကိုတွေ့ရမှာပါ။ အဲ့ကျွန်တော်တို့ intro လေးပြီးရင်စလိုက်ကြရအောင် story ရဲ့အစမှာတော့ဟတ်ချန်တွေကရေတက်ဖန်ထားရတာနဲ့တနည်းနည်းနဲ့လွတ်သွားပြီးတော့ရေတက်သင်္ဘောပေါ်ကနေပင်လယ်ထဲခုန်ချသွားတာကိုတွေ့ရမှာပါ ဟတ်ချန်က fishman တယောက်မို့လို့ပင်လယ်ထဲခုန်ချထားတဲ့ငါးလူသားတယောက်ကိုရေတပ်ကလိုက်ဖမ်းဖို့ဆိုတာမဖြစ်နိုင်တော့ပါပဲ။ Hammy လို့ဆိုတာတက်အရင်အေးမကြည့်လို့ရေတပ်ကလိုက်မချတော့တာလို့ကျွန်တော်ကတော့ထင်ပါတယ်။ဒီလိုနဲ့ဟတ်ချန်တယောက်သူ့ရဲ့မွေးရမြင်ဖြစ်တဲ့ fishman island ကိုပြန်ဖို့ကြိုးစားပါတော့တယ်။အင်ဂျန်ဖို့လုပ်နေတဲ့လမ်းမှာတန်ရရနေတဲ့ panda shark ကလေးတစ်ကောင်နဲ့တွေ့လို့ဟတ်ချန်ကကူညီကတင်ပေးခဲ့ပါတယ်။ panda shark ဆိုတာကတော့ငမန်းကောင်မှ panda လိုအရောင်အစင်းလေးတွေရှိနေတဲ့ပုံတွေအရလိုကောင်မှာ ဲ့ဒီငမန်းလေးကဟာချန်ကိုကျေးဇူးတင်တဲ့အနေနဲ့သူ့ရဲ့ရေခဲတစ်တာတွေကနေအသားလုံးကြီးတုံးထုတ်ပေးပါတော့တယ်။ဒီတိုင်းကြည့်လိုက်ရင်ဘာမှမဟုတ်ဘူးထင်ရပေမဲ့ရေခဲတစ်တာတွေကိုတေချာကြည့်ရင် Devil Fruit ကြီးတစ်လုံးရှိနေတာကိုတွေ့ရမှာပါ။အဲ့ဒီအဒီကဘာတိမန်းလည်းမသိရသလိုဘာကြောင့်ဒီကိုရောက်နေမှန်းလည်းမသိရပါဘူးပုံကိုကြည့်ရသလောက်ဆိုရင်တော့ပင်လယ်ကျမ်းပြင်အောက်ကိုနင်းမြုပ်လာတဲ့တင်းမောပြက်ကြီးတွေနားမှာမလို့ တင်မောသားတွေစီကပါလာတဲ့ devil fruit တလုံးလည်းဖြစ်နိုင်တယ်လို့တင်မောဘော်က devil fruit user တရားရောက်ကတေွာလို့အနားမှာရှိတဲ့အသည့်တလုံးကိုပြန်ပြီးတော့ဝင်စားထားတဲ့ devil fruit လည်းဖြစ်နိုင်ပါတယ်ဒီလိုနဲ့ hot channel ခရီးဆက်လာရင်ကျွန်းကျောမှာမှာဗိုက်စာနေတဲ့လူတယောက်ကိုတွေ့ရကြငမန်လေးစီကရလာတဲ့အသားတော်ကြီးကိုကျွေးလိုက်ပါတယ်အဲ့ဒီလူကြီးက hot channel ကိုကျေးဇူးဆက်တဲ့အနေနဲ့သူ့မှာရှိတဲ့လက်စွပ်တစ်ခွင်းကိုလက်ဆောင်ပေးလိုက်ပါတယ်တနီယာရောက်မှာတော့သူစောစောကရခဲ့တဲ့လက်စွပ်ကရွှေငါးတိုင်းကြီးကရွှေငါးမင်းသမီးလေးရဲ့ပျောက်ဆုံးနေတဲ့လက်စွပ်ဆိုတာကိုသိလိုက်ရပါတယ် ဒီလိုနဲ့ဟာချန်လည်းပြန်ပေးလိုက်တာပေါ့ရွှေငမ်းမင်းမီလေးကသူ့ရဲ့လက်စွပ်ကိုပြန်ပေးလို့ကျေးဇူးတင်တဲ့အနေနဲ့ဟာချန်ကိုရွှေရောင်၃မြောက်ခရင်ခွာကြီးတခုတက်ဆောင်ပေးလိုက်ပါတယ်ဟာချန်လည်းခရီးဆက်လာခဲ့တဲ့လမ်းမှာစီဘောလို့ခေါ်တဲ့ပင်လယ်တော်ဝက်တကောင်ကိုစီမွန်စတာကြီးတကောင်ကစားဖို့လိုက်နေတာကိုတွေ့ရပါတယ် ဒီလိုနဲ့ဟာချန်လည်းစောစောရရလာခင်းခွာယူသုံးပြီးတော့ပင်လယ်တော်ဝက်လေးကိုကဲတင်လိုက်ပါတယ်။အဲဒီနောက်မှာတော့သူကယ်လိုက်တဲ့ပင်လယ်တော်ဝက်ရဲ့ပါဇက်တွေမှာတခုခုရှိနေတာကိုသိလိုက်ရပါတယ်။ရုတ်တရက်ဆိုသလိုပဲပင်လယ်တော်ဝက်ရဲ့ပါဇက်တွေကနေရေသူမတစ်ကောင်နဲ့ကြင်ကားတစ်ကောင်ခုန်ထွက်လာပါတယ်။ဟုတ်ပါတယ်။အဲဒီရေသူမကတော့ကိမီဖြစ်ပြီးတော့ကြင်ကားကတော့ပပကူဖြစ်ပါတယ်။ကျွန်တော်တို့နောက်ပိုင်းမှာတွေ့ရမယ်ကိမီနဲ့ဟာချန်တို့ရဲ့ယဉ်နိမှုကဒီကနေစခဲ့တာပါပဲ။ကိမီတို့နဲ့တွေ့ပြီးသိမ့်မကြခင်မှာပဲဟာချန်ရဲ့နာကို လူတစုချင်းကပ်လာပါတယ်။ အဲ့ဒီလူတွေကတော့ Marco Fishman Pirates လို့ခေါ်တဲ့ပင်လယ်ဓားအဖွဲ့ပါပဲ။ Marco တို့အဖွဲ့ကဟတ်ချန်နဲ့အင်ကလေးကယင်းနီပီတာလူတွေပါ။ Marco တို့အဖွဲ့ကကိမီကိုသူတို့စီပေးရင်တာကိုယာကီလို့ခေါ်တဲ့ရေပွဲလုံးကျော်လုံးကြီးရဲ့ Leo Wet Recipe ရှိတဲ့နေရာကိုဖော်ပြထားတဲ့မြေပုံကိုဟတ်ချန်ကိုပေးမယ်ဆိုပြီးတော့ပေးယူလုပ်ပါတယ်။ငငယ်တဲကတာကိုယာကီဆိုင်ရှင်ဖြစ်ရှင်တဲ့ဟတ်ချန်တယောက်လည်းချက်ချင်းပဲလက်ခံလိုက်ပါတော့တယ်။ဒီလိုနဲ့ပဲဟတ်ချန်ရဲ့အလွန်အင်မတန်မဟာရယအရသာရှိတဲ့တာကိုယာကီဟင်းချက်နေချာပုံတော်ကြီးစတင်ပါတော့တယ်။ ဟတ်ချန်ရဲ့စိတ်ကူးကတော့သူကြိတ်ကြွေနေတဲ့အော်တိုပတ်ခိုလိုခေါ်တဲ့ရေပေါ်ရဲ့ fish man မလေးကိုတာကိုယာကီရဲ့လှုပ်ကြွေးပြီးတော့ဖွန်ချောင်မှုပါဒီနေရာမှာဟတ်ချန်တို့ကရေပွဲငါးလူသားတွေဖြစ်ပြီးတော့ဘာလို့ရေပွဲလုံးကျော်စားနေရလဲလို့တွေးမိရလူတွေရှိပါလိမ့်မယ်။ One Piece World ထဲမှာ Fishman နဲ့ Mar Fox ဆိုပြီးတော့ရေအောက်မှာနေတဲ့လူမျိုးနယ်စုနှစ်ခုရှိပါတယ်။ Fishman ဆိုတာကတော့ခြေထောက်နှစ်ချောင်းနဲ့အပေါ်ပိုင်းကရေပွဲတို့ငါးတို့ဖြစ်နေတဲ့အားလောင်တို့ဟတ်ချန်တို့လိုမျိုးလူတွေပါ။ မာဖော့ခ်ဆိုတာကတော့ကိမ်မီတို့လိုမျိုးရေသူမှရေသူထီးတွေကိုပြောတာပါဖစ်မန်တွေကငါးအပါဝင်အသားတွေအကုန်လုံးကိုစားကြပြီးတော့မာဖော့ခ်တွေကတော့ရင်းနှီးပင်လေးတွေနဲ့ shell fish လို့ခေါ်တဲ့ခရုကမာလေးတွေကိုပဲစားကြပါတယ်ဒီလိုနဲ့ဟတ်ချန်တွေကမာကိုပေးလိုက်တဲ့မြေပုံတိုင်းလိုက်သွားချိန်မှာတော့အီယာမရေပွဲအကြီးကြီးတစ်ကောင်ကိုသာတွေ့လိုက်ရပြီးပါဟင်းချန်ဒီမှာရှိမနေပါဘူးဟတ်ချန်လည်းဂျင်းထဲခံလိုက်ရပြီဆိုပြီးတော့စိတ်တူသွားပြီးရေပွဲကြီးကိုအနိုင်ယူလိုက်ပါတော့တယ် ဒီလိုနဲ့ဟာချန်လည်းသူ့ကိုဂျင်းထဲခဲ့တဲ့မာကိုရိုအုပ်စုကိုနိုင်ယူဖို့အတွက်လက်သီးလက်မောင်း6ဖက်လုံးတန်ပြီးလိုက်ရှာပါတော့တယ်မာကိုပင်လက်တမရရဲ့အကြောင်းဟာချန်မသိတဲ့အချက်ကတော့ဒီကောင်တွေကရေသူမကုံတယ်တွေဆိုပြီးနာမည်ကြီးတဲ့ကောင်တွေပါအခုလဲကိမ်မီကိုရောင်းစားဖို့အတွက်ဖန်သွားကြပါပြီရုတ်တရက်ဆိုသလိုပဲဟာချန်ရောက်လာပြီးတော့ကိမ်မီကိုကယ်တင်လိုက်ပါတော့တယ်မာကိုရိုအဖွဲ့ကအပြင်းခံလိုက်ရပေမဲ့သူတို့ဟာချန်ကိုဂျင်းထဲခဲ့တာမဟုတ်ကြောင်းအဲ့ဒီဟင်းချက်တွေကတကယ်ပဲရှိကြောင်းပြန်ရှင်းပြပါတယ် ။ဒါကြောင့်ဟချန်တေကပြန်သွားရှာတဲ့အခါမှာတော့သူစောစောကအနိုင်ယူခဲ့တဲ့ရေပွဲကြီးရဲ့ခေါင်းပေါ်ကအပေါက်ထဲမှာအဆင့်မြင့်တာကိုယာကီဆော့စ်ကြီးတအိုးရှိနေတာကိုတွေ့ခဲ့ရပါတယ်။အခုဆိုရင်ဟချန်စီမှာပြဝတာကိုယာကီလောက်နီလဲရှိနေပြီဖြစ်တယ်လို့မာကိုရိုအဖွဲ့စီကနေရလိုက်တဲ့ယရနာရီလည်းအများကြီးရှိနေပါပြီ။အဲ့ဒါတွေကိုပိုက်ပြီးတော့ဟချန်တေကသူကျွေနေတဲ့ဆော်လေးကိုဖုံချမှုထွက်လာပါတော့တယ်။အဲ့ဒီအချိန်မှာပင်လယ်ကျမ်းမြေပေါ်မှာရှိတဲ့ Atlas လို့ခေါ်တဲ့ရွာတွေကတော့သူတို့ရွာပေါ်ကိုတင်မောပြက်ကြီးတစ်ခုပြုတ်ကြလို့ဒုက္ခရောက်နေပါတယ် အဲ့ဒီရွာမှာကတော့ catfish လို့ခေါ်တဲ့ငါးတွေနေကြတာပါပုံထဲမှာအဲ့ဒီငါးတွေရဲ့ဝတ်စားစင်ပုံကိုကြည့်လိုက်ရင် one piece water ကလက်သမားဆရာကြီးတင်မောပြင်ဆရာကြီးနဲ့တော်တော်လေးတူတာကိုတွေ့ရမှာပါဟာချန်ရဲ့ crash လေးကတော့ immediate ဆောက်ကျင်ရုပ်တဲ့ပုံမှာပဲဒီမှာလဲကြည့်အောင်သူများဒုက္ခရောက်တာကိုတဟီတဟာလုံးနေအဲ့ဒီနောက်မှာတော့ရွာပြက်ပြီးစားစရာမရှိဖြစ်နေတဲ့ရွာသားရင်နာကိုဟာချန်နဲ့ကိမီတို့အဖွဲ့ရောက်လာခဲ့ပါတယ်စိတ်ထားကောင်းတဲ့ဟာချန်တယောက်ကတော့သူများဒုက္ခရောက်တာကိုကြည့်မနေနိုင်တော့ပဲသူရလာတဲ့ယတနာတွေကိုပိုက်ပြီးချက်ချင်းပဲ ဟင်းချက်ဖို့ပစ္စည်းတွေတောက်ဝယ်လိုက်ပါတယ်အဲဒီနောက်မှာတော့တူဝယ်လာတဲ့ပစ္စည်းတွေနဲ့သူ့မှာရှိတဲ့လျှို့ဝှက်ဟင်းချက်လေးကိုပေါင်းပြီးတော့တက်ကွေယာကြီးဆိုင်တဆိုင်ချက်ချင်းဖွင့်လိုက်ပါတော့တယ်ဟာချန်ကတက်ကွေယာကြီးတွေအများကြီးလောက်ပြီးဗိုက်စာနေတဲ့ရွာသားတွေကိုအကုန်လုံးကျွေးပြီးတဲ့နောက်မှာတော့နောက်ဆုံးတစ်ဖာကိုသူကျွေနေတဲ့ crash လေးကိုပေးပြီးဖွင့်ချောင်မှုစဉ်းစားနေပါတယ်နဂိုရဲစိတ်ပုတ်တဲ့ရေပွဲမှာကတော့တာကွေယာကီပဲကြိုက်တယ်နင့်ကိုတော့မကြိုက်ဘူးဆိုပြီးတော့လုံနေတာကိုတွေ့ရမှာပါဟာချန်တယောက်တာကွေယာကီဘူးကြီးနဲ့စော်လေးကိုအမ်ဘိုလုံနေတော့မှာပဲ ။နောက်ကြမှရောက်လာလို့ဘာမှမစားသေးတဲ့ရွာသားဖိုးကြီးကို တွေ့လိုက်ရပါတယ်။ဒီလိုနဲ့စော်လေးကိုအမလားဖိုးကြီးကိုကြွေးမလားဆိုပြီးတော့ဟတ်ချန်တယောက်ရွေးရပါတော့တယ်စိတ်ချားကောင်းလို့နဲ့ကျွန်တော်ရဲ့ဆရာသမားကအဖိုးကြီးကိုပဲကြွေးလိုက်တာကြောင့်စော်လေးဆောက်ခွက်ထိုးတာကိုခံလိုက်ရပါတယ်ဒီလိုနဲ့စော်ငင်းခံလိုက်ရတဲ့ဟတ်ချန်လည်းကျွန်းလေးတချို့ပေါ်မှာထိုင်ပြီးနေဝင်ချိန်ကိုငေးကြည့်ရင်သူ့ရဲ့ငယ်ဘဝအိမ်မက်ကတာကွေယာကီလှဲလေးတစ်ခုကိုပန်းဆိုင်မှုဖြစ်ကြောင်းကယ်မီကိုပြောပြနေပါတယ် ကြောပြနေတော့မှာပဲစောစောအရွာသားတွေကဟာချံကိုကျေးဇူးဆက်တဲ့အနေနဲ့တာကိုယာကီဆိုင်နဲ့တွဲထားတဲ့လေကြီးတစ်စင်းကိုစောက်ပြီးဟာချံကိုလာပေးပါတော့တယ်ဒီလိုနဲ့ပဲဟာချံတယောက်လည်းတာကိုယာကီ8ဆိုတဲ့ရေပွဲလုံးကြော်ဆိုင်လေးကိုပိုင်ဆိုင်သွားပါတော့တယ်နောက်ပိုင်းဇက်လန်ထဲမှာကျွန်တော်တို့ရဲ့မြောက်မသားတပြည့်နှစ်ပြည့်စားခဲ့တဲ့ဟာချံရဲ့တာကိုယာကီဆိုင်လေးရဲ့အစားကတော့ဒါပါပဲဒီကဘာစတိုရီကပေါ့ပေါ့ပပလေးနဲ့ဇက်လန်အတွက်အရင်အရေးကြီးတဲ့အရာတွေလည်းဘာမှမပါခဲ့ပါဘူး ဒါပေမဲ့အဲ့လိုဘာမှအရေးမကြီးတဲ့ကိစ္စလေးတွေကိုအသေးစိတ်သိခွင့်ရနေတာပဲ One Piece ကိုကျွန်တော်တို့နဲ့ပို့ပြီးတော့နှိဆက်စေရပါကျွန်တော်တို့အတွက် One Piece ကို အစစ်အမှန်ဖြစ်စေရပါ Cover Story တွေအကောင်လုံးကဒီလိုပေါ့ပေါ့ပါပါလေးတွေမဟုတ်ပဲဇလန်းအတွက်အရင်အရေးကြီးတဲ့အရာတွေကိုလည်း Oda ကထည့်ဆွဲပေးလေးရှိရာကြောင့်ကျွန်တော်နဲ့အတူတူလိုက်ကြည့်ကြဖို့အတွက်ဒီ channel လေးကိုလည်း subscribe လုပ်ပေးသွားကြပါအောင်ကဲဟာချန်ကတော့စွန်ရင်းခံလိုက်ရပြီမဲ့တာကိုယာကီစာကြီးလည်းပိုင်သွားသလိုကိမီနဲ့ပပကူရိုလိုပေါ်ရာနှစ်ကောင်လည်းရလိုက်ပါတယ် စော်ညင်းတာပဲခံလိုက်ရပြီဟတ်ချန်လို့ဘာမှမရလိုက်တဲ့ကောင်တွေကတော့နောက်တစ်ခေါက်သွားဖွင့်မပြောကြပဲ one piece ပဲဆက်ကြည့်နေကြဖို့အကြံပေးချင်ပါတယ်ရေတာစုပါနောက်ဗီဒီယိုတစ်ခုနဲ့အတူပြန်တွေ့ပါမယ်